မင်္ဂလာပါရှင်။ဝသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NUG လက်အောက်ကန် PDF အဖွဲ့ဟာနာဆာကတက်တွင်နေအပြိုင်လူလိုက်ပါနိုင်မဲ့အပေါ်စားလေရင်ငယ်ထုတ်လုပ်ကိုစီစဉ်နေရဆိုပြီးတော့ပြီးခဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီဥဒတ်ပိုင်းထဲမှာတော့ပကောအခြေဆိုင် PDF လက်နက်ကင်အဖွဲ့ကတောင်ပန်တက်၃ဘင်းရှင်ငယ်ကိုထုတ်လုပ်နိုင်စွမ်းရှိမလားဆိုတဲ့အချက်ပြင် အများပြည်သူတွေကဘယ်လိုမျိုးမှတ်ချက်ပြုပြောဆိုနေသလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလက်နေကင်တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာက၄နှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီ၄နှစ်ကျော်ကာလအတွင်း PDF လက်နေကင်အဖွဲ့တွေဟာတောင်မန်တိုက်ရှင်ငယ်ထုတ်လုပ်ဖို့စီစဉ်နေရလို့သတင်းတွေထွက်ပေါ်လာခဲ့ရာ လူအများစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ PDF လက်နက်ကအဖွဲ့ရင်းနဲ့နှိစက်တဲ့မြန်မာနောက်သတင်းဌာနကဘကုတ်တိုင်းအခြေဆိုင် PDF လက်နက်ကအဖွဲ့ဟာနာဆာကကအသုံးပြုနေတဲ့စက်တက်လေထီထဲပုံမလှည့်မြန်စွာပြန်တန်းနိုင်မဲ့ Ultralight Tricor အပေါ်စားလျင်ငယ်ထုတ်လုပ်နိုင်အောင်ရည်ရွယ်ထားတယ်လို့ခြေသားဖော်ပြခဲ့အောင်လူအများစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။မြန်မာနောက်သတင်းဌာနရဲ့ဖော်ပြချက်ထဲမှာ အပေါ်စားလေရင်ငယ်ကို NUG ရဲ့အမတ်နှစ်စစ်ဒေတာခွဲလက်အောက်ခံအခွဲဖြစ်တဲ့ Project Home အခွဲကဖန်တီးဖို့ UN ရာဖြစ်ပြီးတော့ဒေါ်လာ3000ကျပ်ကုန်နိုင်တယ်လို့ဆိုပါတယ်။အဲဒီတောင်ပန်တက်အုံပင်းရှင်ငယ်မှာလူလိုက်ပါနိုင်စွဲရှိမှာဖြစ်ပြီးလူတအုပ်ကလည်းနှစ်အုပ်အထိလိုက်ပါနိုင်ပွဲရှိရလို့ဆိုပါတယ်။အပေါ်စားလေရင်ငယ်ကိုလက်နဲ့ခရံသေးဆောင်ရမှာတုံးနိုင်တယ်လို့စစ်မြေပြင်မှာတရားကြားနေသူကိုနောက်တန်းရှိစေယုံကိုလှည့်မြန်စွာပို့ဆောင်ရမှာလဲအုံတက်နိုင်မယ်လို့ ပရောဂျက်ဟောင်းအဖွဲ့တာဝန်ရှိသူတဝူရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့မြန်မာနောက်သတင်းဌာနကဖော်ပြထားပါတယ်။ PDF လက်နက်ကိုင်အဖွဲ့က NASA ကအဖွဲ့ကိုရှင်းပြနိုင်အောင်တောင်ပန်တိုက်ရှင်ငယ်ထုတ်လုပ်မဲ့အစီအစဉ်ကိုလူမှုကွန်ရက်30သူတွေကြားဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးအများပြည်သူထံကနေငွေကြေးတွေကိုတက်မှန်လိမ်လည်ဖို့လောက်ွက်တစ်ခုဖန်တီးတာမျိုးဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း NUG အဖွဲ့ဟာ NASA ကရဲ့စစ်ဘက်သုံးလေယာဉ်တွေကို ပြေကျနိုင်ဖို့ရှိရချက်နဲ့ Dragon Fly Project အစီအစဉ်ကို ဖန်တီးပြီးတော့ online ကငွေကြေးကောက်ခံမှုတွေလှုပ်ဆောင်ခဲ့ရာ American Dollar တန်းနဲ့ချီပြီးရရှိခဲ့ပေမဲ့လက်ရှိအချိန်ထိ FNC အပါအဝင်လေရင်ပြည့်လက်နက်တွေကိုလက်တွေ့ကြကြပြစ်ခတ်ပြတာမျိုးမရှိသလိုအဲ့ဒီဒေါ်လာတန်းချီကိုလည်းဘယ်လိုမျိုးအသုံးပြုခဲ့သလဲဆိုတဲ့အချက်ကိုလူသိရှင်ကြားစီရင်ရှင်းလင်းတာမျိုးမရှိသေးပါဘူး။ဒါကြောင့်လည်း NUG အဖွဲ့ဟာ Dragonfly Project အစီအစဉ်ကိုဖန်တီးပြီးအများပြည်သူငွေကြေးတွေကို ကိုကျိုးစည်းဝါအတွက်အလဲသုံးစားလုပ်တယ်လို့လူမှုကွန်ရက်သုံးဆသူတွေကြားမှာဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ NUG အဖွဲ့ရဲ့ Dragon Flying Project အစီအစဉ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်သုံးဆသူတွေကြားဝေဖန်မှုတွေမြင့်တက်နေကြပါပဲ။ NUG အဖွဲ့လက်အောက်ခံ PDF အဖွဲ့ကတောင်မဲတိုက်ရှင်ငယ်ထုတ်လုပ်မှုအစီအစဉ်တွေကိုဖွင့်ချလာခဲ့ရာလူမှုကွန်ရက်သုံးဆသူတွေကြားပုံမဝေဖန်စရာဖြစ်လာခဲ့ပါတယ်။တောင်မဲတိုက်ရှင်ငယ်ထုတ်လုပ်ရေးအစီအစဉ်ဟာစိတ်ကူးရင်တက်တက်သားဖြစ်ပြီးတော့ပြည်သူငွေကြေးကို ထပ်မံလိန်လည်ဖို့ဖန်တီးတာမျိုးဖြစ်တယ်လို့စီရေးစိတ်ဝင်စားသူတဦးကပြောပါတယ်။စီရေးစိတ်ဝင်စားသူတဦးကစာရေးကောင်းမွန်တဲ့ဆေးဘက်သုံး drone တစ်စင်းတောင်ကိုပိုင်ထုတ်လုပ်ဖို့ရုံးကန်နေရတဲ့သူတွေကတောင်ပတ်တိုက်ရင်ငယ်ထုတ်လုပ်မယ်ဆိုတာကြီးကလက်တွေမဆန်ပဲစိတ်ကိုရင်တသက်တာဖြစ်ပြီးလူတွေကိုထပ်မံလိန်လည်ဖို့အတန်နှိမ်တာပါ။တောင်ပတ်တိုက်ရင်ငယ်ထုတ်လုပ်ဖို့ဒေါ်လာတောင်ကနန်းလောက်သာကုန်ကြမယ်ဆိုရင် PDF အဖွဲ့တွေကငွေကြေးစက်ပစ္စည်းပြည့်စုံတဲ့နိုင်ငံတွေ အဖွဲ့အစည်းတွေထုတ်လုပ်တာကြပြီပေါ့စဉ်းစားကြည့်ပါအောင်တောင်မန်တက်ရင်ငယ်ထုတ်လုပ်မယ်ဆိုတဲ့အစီအစဉ်ကရိုးသားတဲ့ပြည်သူတွေကိုလိန်လည်ဖို့အကွင့်ဖန်တီးရပါငွေကြေးရရင်အကြောင်းမျိုးမျိုးပြပြီးကောက်ခံရရှိထိုင်ငွေကြေးတွေကိုလိန်လည်အောင်ပါပါစစ်ဘက်မှာအသုံးပြုနိုင်မဲ့လူလိုက်ပါနိုင်မဲ့တောင်မန်တက်ရင်ငယ်ထုတ်လုပ်ဖို့ဆိုတာထင်ထားသလိုမလွယ်ဘူးပါဘူး PDF အဖွဲ့တွေမှာကိုပိုင်ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး Dragon Fly Project အစီအစဉ်ကနေဒေါ်လာသန်းစီရရှိထားတဲ့ NUG အဖွဲ့ထံကနေ ငွေကြေးကူညီတောင်းပြီးတောင်ပန်တိုက်ရင်ငယ်ထုတ်လုပ်ပြန်တမ်းမှုတွေကိုလက်တွေ့ကျကျလုပ်ပြပါလားတပ်ပေါင်းဆောင်ကစင်စာကြည့်မယ်ဆိုရင် PDF အဖွဲ့ကတောင်ပန်တိုက်ရင်ငယ်ထုတ်လုပ်မယ်ဆိုတဲ့အစီအစဉ်ကလက်တွေ့မဆန်တယ်လို့ပြည်သူကိုလိန်ဖို့ဖန်တီးတာပါဆိုပြီးတော့သုံးသက်ပြောဆိုခဲ့ပါတယ် PDF လက်နက်ကန်အဖွဲ့ကလူလိုက်ပါနိုင်မဲ့တောင်ပန်တိုက်ရင်ငယ်ဖန်တီးမယ်ဆိုတဲ့မြန်မာနောင်သတင်းဌာနရဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးမှတ်ချက်ပြုရေးသားတာတွေအမျိုးမျိုးရှိခဲ့ပါတယ် အဲ့ဒီမှတ်ချက်ပြုရေးသားသူတွေတဲမှာအကောင့်တစ်ခုကအတန်းပညာတပိုင်းတစားနဲ့တောခုခဲ့တဲ့သူတွေကဘယ်ကနေလေးချောင်းနဲ့အေရိုဒိုင်းနမစ်တွေနားလဲမှာမှုတ်လို့လဲမယူကြပါနဲ့အေဘလိုစစ်ကိုနားမလဲပဲဘရူကာထုတ်တာဖြစ်တဲ့ကောင်းမှာနောက်ပြန်ပြီးဇက်ပြတ်တဲ့ရုပ်သံပိုင်းရှိပါသေးရဲ့ဆိုပြီးတော့မှတ်ချက်ပြုရေးသားခဲ့တယ်လို့တခြားအကောင့်တစ်ခုကလည်းငှက်ကင်းအကွက်တွေတော့ခင်းနေပြီလို့မှတ်ချက်ပြုရေးသားခဲ့ပါတယ်ဒါပြင်ဝေမင်းအမည်ရှိတဲ့အကောင့်တစ်ခုကလည်း ငှက်ကင် project ပြီးတော့တောင်ပြန် project လာပြီးဆိုပြီးမှတ်ချက်ပြုရေးသားဖော်ပြခဲ့သလိုသက်တက်လေးထီလောက်တောင်မလုတက်တဲ့သူတွေကမဟုတ်တာပြောပြီးတော့ပြည်သူစီကနေပတ်စံတောင်းဖို့ပြင်နေပြီလို့မှတ်ချက်ပြုရေးသားတာတွေလည်းရှိခဲ့ပါတယ်။ဒါပြင်လူလိုက်ပါမဲ့တောင်မန်တက်လေရင်ငယ်ထုတ်လုပ်မဲ့ PDF လက်နက်ကိုင်အဖွဲ့ရဲ့အစီအစဉ်ပေါ့။ချင်းယုံဆိုပြီးမှတ်ချက်ပြုရေးသားတာတွေရှိခဲ့သလိုငွေရဖို့အတွက်အကောင်းဆုံးလေတံပေးကအလူကန်ချင်းနီးပညာဆိုပြီးဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။ လူလိုက်ပါနိုင်မဲ့တောင်ပန်တိုက်ရှင်ရဲ့ဖန်တီးတီထွေစဉ်ဟာအသက်အန္တရာယ်များတဲ့စံတက်မှုတစ်ခုဖြစ်ပွားရှိနေတယ်လို့ကုန်ကြမ်းစိတ်များတဲ့စံတက်မှုဖြစ်ပွားရှိနေပြီးအာမြင်မှုအလားအလာနဲ့တယ်လို့ဆိုပါတယ် PDF လက်နက်ကန်အခွဲရီအတွင်လူလိုက်ပါနိုင်မဲ့တောင်ပန်တိုက်ရှင်ရဲ့ဖန်တီးနိုင်မှုဆိုတဲ့အချက်ဟာနည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များစွာရှိနေပြီးတော့လက်တွေ့ကျကျအောင်မြင်ဖို့အလားအလာနဲ့တယ်လို့ထင်ကြေးပေးသုံးသပ်မှုတွေရှိနေပါတယ်စီးအစ်ဝင်စားသူတအုပ်ကဒိုင်းမဲ့ NUG နဲ့အပေါင်းပါတွေက ဒီလနေ့တာကာလပတ်လုံးမှာတော်လိုင်းအကြောင်းပြပြီးပြည်သူလူထုရဲ့အလှူငွေတွေကိုအလှဲကျစားတောင်းနေရဲ့အပုံနဲ့တွေကထက်နေတော့ထင်သလောက်ခရီးမရောက်ခဲ့ကြဘူးအခုလည်းလူလိုက်ပါနိုင်မဲ့တောင်ပန်တိုက်ရင်ငယ်ဖန်တီးတစ်ထွင်မဲ့ဆွဲ့အစီအစဉ်ကဘာကမ်ပိန်းညာကမ်ပိန်းတွေနဲ့လူထုကို လိန်ညာလှည့်စားဖို့ဖန်တီးရဲ့အစီအစဉ်တွေကတခုပါလူလိုက်ပါနိုင်မဲ့တောင်ပန်တိုက်ရင်ငယ်တစ်စည်းကိုဒေါ်လာတောင်းကနန်းနဲ့ဖန်တီးတီထွင်လို့ရမယ်ဆိုရင်ကမ္ဘာတဝန်းကငွေကြေးချမ်းသာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေတည်ထွင်ဖန်တီးပညာကြပေါ့ project ဟောင်းအမည်ရှိတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေဟာစွမ်းရည်ကောင်းမွန်တဲ့စေဘက်သုံးဒရုန်းတွေဂျမာရီစက်တက်လေးထီးတို့အရှာတွေတောင်အဖြစ်ရှိအောင်မတီးထွင်မထောက်လုံးနိုင်ပေနဲ့လူလိုက်ပါနိုင်မဲ့တောင်မန်တက်ရင်ငယ်ထုတ်လုပ်မဲ့အစီအစဉ်ကဟန်ဆောင်လိမ့်လေတာပါလက်တွေ့ကြကြထုတ်လုပ်ဖန်တီးနိုင်စေနေပါတယ်အဲ့ဒီအစီအစဉ်ကိုရှုံကြည့်ပြီးငွေကြေးထည့်ဝင်မဲ့သူကတော့ဘာမှအရာထင်မှာမဟုတ်ဘူးအဲ့ဒီအစီအစဉ်ဟာအောင်မြင်ဖို့အလားအလာများမယ်ဆိုရင် နာမည်ကြီးစင်ရဲ့ NUG အဖွဲ့ကငွေသေးထုတ်ဝင်ကူညီပေးမှာပေါ့စဉ်းစားကြည့်ဒီ NUG အဖွဲ့ကအဲ့ဒီအစီအစဉ်ကိုမတိကျိုးချုံပြုတ်နေရဆိုတဲ့ကငွေငွေချင်းချင်းမြင်တဲ့ဆိုတဲ့လိုမျိုးနိုင်ငံနေရာကိုသိနေလို့ပါဆိုပြီးတော့တုံးသက်ပြောဆိုခဲ့ပါတယ်လူလိုက်ပါနိုင်မဲ့တောင်မဲတိုက်ရှင်ရဲ့ထုတ်လုပ်မဲ့အစီအစဉ်ကိုယုံကြည်လက်ခံသူရှိနေတယ်လို့မယုံကြည်သူတွေရှိနေစေဖြစ်ရ project home အမည်ရဲ့ PDF လက်နက်ကအဖွဲ့အနေနဲ့တန်တရားရှိနေသူတွေကိုခြေပြန့်နိုင်အောင် လူလိုက်ပါနိုင်မဲ့တောင်ပတ်တက်ရှင်ငယ်ကိုလက်တွေ့ကြကြဖန်တီးထုတ်လုပ်ပြန်တန်းပြနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။လူလိုက်ပါနိုင်မဲ့တောင်ပတ်တက်ရှင်ငယ်ကိုလက်တွေ့ကြကြဖန်တီးမပြန်တန်းပြနိုင်ဘူးဆိုရင် project ဟောင်းအမည်ရှိ PDF အဖွဲ့ဟာလည်းပြည်သူ့ငွေကြေးတွေကိုမလိမ့်တပတ်နဲ့လိမ့်နေရယူဖို့ကြိုးပမ်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်သမိုင်းမှတ်တမ်းတင်စာရင်းမှာတေချာနေပါရဲ့ရှင်။